ဟယ်လိုဒီတစ်ခေါက်က reading လေးကိုကြတော့အမားကပုံစံမျိုးလေးပြောပြမယ်နော်အာမိုးစံလေးကြရလားမသိမိုးစံလေးတစ်ဖြောက်ဖြောက်မှာကိုလွမ်းနေတဲ့သူလေးများမရှိဘူးလားအကယ်၍ကိုလွမ်းနေတဲ့သူလေးရှိရဲဆိုရင်ကိုနဲ့ဝေးကွာနေရတဲ့သူလေးခုချိန်မှာကိုလွမ်းနေမိတဲ့သူလေး မိုးလေးတဖြောက်ဖြောက်နဲ့တူသူ့ကိုတရားနေမိရဲဆိုရဲသူလေးအဲ့ဒီသူလေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးမယ်အဲ့ဒီသူလေးကပေါ့နော်ခုချိန်မှာကိုကိုဘလို့သဘောထားရရှိနေလဲသူကကိုကိုဘာရင်းများပြောချင်နေလဲအဲ့လေတွေကိုအမားက energy နေနဲ့ပြောပြပေးမယ်အဓိကတော့ဒီ message က channel message from your person လို့ပဲ ပြောပြောချင်တယ်ပေါ့နော်အဲ့တော့ message လေးကိုမပြောခင်အမတခုလောက်ပေါ့နော် intro လေးပြောပြချင်တာလေးရှိလို့ပါအမအနေနဲ့ပေါ့နော် reading တွေကိုတင်နေဒီလိုမျိုးတင်ပေးတဲ့အခါဖတ်ပြပေးတဲ့အခါအမကအမပုံစံအတိုင်းလေးပေါ့နော်ဒါဖတ်ပြပေးတာများပါတယ်ပြောချင်တာကတော့ပေါ့နော်အခြေအနေနဲ့ပတ်သက်တဲ့ reading တွေ PK5 reading တွေဆိုရင်တော့အမအ လိုလေးတွေပြောတာဖြစ်တယ်ဘလိုမျိုးလေးတွေကိုပြပြပေးမယ်ဆက်သဖြင့်ပြောတတ်ပေးမယ်ကတ်လေးတွေရရင်ရတဲ့ energy တွေကိုဖျက်ပြတတ်ပေးမယ် guidance message လို့ angel message လို့နော်ဒါဆွေးနွေးအကြံပေးတဲ့ message မျိုးတွေ motivation ပေးတဲ့ message မျိုးတွေဆိုရင်တော့အမားက ကပ်ဖက်ပြတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဒါအခုနားထောင်နေတဲ့သူလေးတွေကိုအဓိကပေါ့နော်ဒီ reading နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါနားထောင်ဖို့လိုအပ်တယ်ဆိုတဲ့သူလေးတွေကိုအမကအကြံပေးတယ်နော်ဒီစိတ်ခွန်အားပေးတယ်အဲဆောင်ရဆောင်ရနေပြောပြတယ်ဆွေးနွေးပေးတယ်ဆိုတဲ့ပုံစံမျိုးလေးတိုင်းမကဖက်ပြပေးတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့တခါတလေရှာရင်နည်းနည်းပေါ့နော်စကားတွေပြောတာရှည်သွားတာမျိုးတွေရှိတတ်တယ် အဲဒါကြောင့်မို့လို့ပေါ့နော်အကယ်၍အမပြောတဲ့အထက်မှာပေါ့နော်ဒါဒီလိုပုံစံမျိုးလေးတွေကိုနားထောင်ရတာအဆင်မပြေဘူးဆိုရင်လည်းကြော်သွားလို့ရပါတယ်ဒါကတော့ angel message တွေ guidance message တွေကိုအဓိကထားပြီးပြောပြပြောချင်တာပေါ့နော်အဲဟုတ်ပါပြီ intro ကနည်းနည်းရှင်းသွားပြီအခုပေါ့နော်ဒီ channel message လေးနဲ့ပတ်သက်ပြီးတော့အမက energy လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ် more than လေးနဲ့အတူတူအဲ နားထောင်ကြည့်ပေါ့နော်အခု reading လေးကတေချာလေးပဲနားအာရုံစိုက်ပြီးပဲနားထောင်ပေးပါကတ်ကလေးတွေပြမယ် reading မျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပုံစံလေးပုံစံတစ်မျိုးလေးဖတ်ပြပေးတာဖြစ်တယ်ပေါ့နော်ညီတော်ဆိုရင်တော့ကတ်ကလေးတွေပြတယ်အခုကကတ်ကလေးတွေမပြဘဲနဲ့ energy လေးကိုပဲအဓိကခံစားပြီးတော့နားထောင်ပေးပါလို့ပြောချင်ပါတယ်နော် ရင်ဝန်းဆုံးပုံနော် energy လေးကိုဒီအမကခံစားပြီးတော့မဖက်ပြသေးခင်လက်ရှိပုံနော်ဒီအခုကိုတွင်းနေတဲ့သူလေးရဲ့ကိုပုံမှာလက်ရှိဖြစ်နေတဲ့စိတ်ထားလေးကိုရင်ဝန်းဆုံးပြောပြမယ်သူကအခုချိန်မှာပြောရမယ်ဆိုရင်ပုံနော်ဒါကိုနဲ့ new beginning လေးတွေစတင်ခြင်းနဲ့ဆိုတဲ့စိတ်လေးတွေကရှိနေတယ်အဲပြောမယ်ဆိုရင်တော့အရင်တော့ကသူနဲ့ပတ်သက်ပြီးတော့ကိုကပုံနော်မမျှမတမှုတွေဖြစ်ခဲ့တာမျိုးတွေ အဲဘယ်ပြောမလဲကွာသူဟာကိုယ့်အပေါ်မှာတစ်ဖက်ဆောင်းနေလှုပ်သွားတာမျိုးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်သွားတယ်ဆိုရင်လည်းပဲသူဟာအခုချိန်မှာပေါ့နော်ကိုယ်နဲ့ပတ်သက်ပြီးတော့ဒါပြန်ပြီးတော့ပေါ့နော်ညာတာတဲ့ဆက်ဆံရေးလေးတွေပြန်ပြီးဖြစ်ချင်တဲ့အဲ new begin လေးတွေဖြစ်ချင်တဲ့ဒီနှစ်ယောက်ချားမှာပေါ့နော်ဒါဟိုဘယ်ပြောင်းလဲချစ်ချင်းလေးတွေပေါ့နော်တယောက်နဲ့တယောက်နားလည်မှုတွေချစ်ချင်းနေလည်းပြန်လည်းစတင်ခြင်းလည်းဆိုတော့စိတ်ကလေးတွေသူ့စီမှာရှိနေတာကိုမြင်ရတယ် ။ဒါပြောမယ်ဆိုရင်တော့ဗောနောကိုနဲ့တူတူွားသေးတယ်မလား။အတူဟိုဘယ်လိုပြောမလဲ။ဟိုဒိတ်တာမျိုးဗောနောတူတူစားကြတော့ကြတခါလေးကျရင်လည်းတူတူမဟုတ်ဘူးဆိုရင်တော့မဗောနောဒါတငယ်ချင်းနေနဲ့ဗောနောဒါကိုရောဟိုကိုတငယ်ချင်းနေရောသူရောစသဖြင့်ဗောနောသူတငယ်ချင်းနေရောအဲ့လိုမျိုး gathering လုပ်တဲ့ပုံစံမျိုးလေးဗောနောဖြည်းဖြည်းရှင်းရှင်းလေးအဲ့လိုမျိုးလေးပြန်ဖြစ်ရှင်နေဆိုတော့စိတ်ကလေးတွေလည်းရှိနေအဲ့ဒီအတွက်ကိုလည်းသူ့အနေနဲ့ကြိုးစားနေတဲ့သဘောမျိုးလေးမှလည်းရှိတယ်။နော် ဟိုပြောမှဆိုရင်တော့သူ့ရဲ့ energy လေးတွေကတော့ဒါတဖြည်းဖြည်းတော့ပေါ့နော်ဒါကိုယ်နဲ့ပတ်သက်ပြီးတော့อืมခံစားချက်လေးတွေပြန်ပြီးတော့ကောင်းလာတာလေးတွေကိုမြင်ရတယ်အဲဟိုအဲ့လိုမျိုးခံစားမိရောပေါ့နော်ဒီမှာမြင်ရတဲ့ကက်ကလေးအားလုံးရဆိုရင်တော့အဓိကတော့အမစိတ်ချခံစားမိလိုက်တဲ့ energy ကတော့လုံးဝ new beginning နဲ့ ကိုနဲ့ပြန်ပြီးတော့စတင်ခြင်းလဲဆိုတော့ခံစားချက်လေအဲ့ဒီစတင်ခြင်းတော့မလုံးဝကွာအရင်တော့ကလည်းမတူတဲ့ပေါ့နော်ဒါကောင်းမွန်တဲ့ပေါ့နော်ဒါစတင်ခြင်းပေါ့နော်အဲ့လိုမျိုးလေးကိုသူ့အနေနဲ့တွားချင်တဲ့မျိုးလေးတွေရှိနေတာကိုမြင်ရတယ်ဒါကအခုနားထောင်နေတဲ့သူလေးတွေဒါကိုတွေးနေတဲ့သူလေးရဲ့ပေါ့နော်ကိုပေါ်ထားတဲ့စိတ်ထားလေးတွေကိုပေါ်ထားလက်ရှိရှိနေတဲ့ energy လေးကိုပြပြပေးတာဖြစ်တယ် အဲ့တော့သူ့အနေနဲ့ပေါ့နော်ကိုယ်ဘာတွေများထပ်ပြောချင်တာရှိလဲဆိုတော့ကိုရောအမက energy ပိုင်းတွေထပ်ပြပေးပါမှာဖြစ်ပါတယ်မင်းမရှိတဲ့အခါလေးမင်းနဲ့ဝေခွာသွားပြီးတဲ့အခါမှာငါဘွားကအမောင်နဲ့ရောက်သွားတယ်လို့ပဲတကယ်ဟော ပြန်လို့နေဒါမဲ့ဘောနောမင်းငါ့ရဲ့အလင်းရောင်လေးဆိုတာငါသိပြီမဲ့မင်းစီကိုငါ့အမိနဲ့ဘာမှကတိတွေငါမပေးနိုင်သေးဘူးမင်းနဲ့ပတ်သက်ပြီးတော့ငါသတိရတယ်လွမ်းတယ်ခံစားရတယ်မင်းရဲ့အလင်းရောင်လေးကိုလည်းငါပြန်ပြီးတော့ တန်းတားမိတယ်ဒါပေမဲ့ငါအနေနဲ့မင်းကိုခုချိန်မှာတော့ဘာကလေးမှမပေးနိုင်သေးဘူးဒါလေးကိုတော့မင်းအနေနဲ့ငါ့ကိုနားလည်ပေးပါနော်မသိပါရဲ့ငါတစ်ခါလေးကြာရင်ဦးနောက်ကိုပဲဦးစားပေးတတ်လွန်းတယ်ဟာလုံးသားတယ်ငါ့ရဲ့ဦးနောက်ကိုပဲငါကဦးစားပေးတော့ရဲ့ငါစိတ်ကိုပဲငါ ပို့ပြီးတော့ဗောနော်ဦးစားပေးတတ်တာကငါတည်တယ်အဲ့လိုကြောင်တဲ့ငါခုနှလုံးသားကဒီလိုဒီလိုရှိနေတယ်ဆိုတော့ငါနားမထောင်ခဲ့မိဘူးအဲ့ထွက်ကြောင်လဲငါဘွားအခုချိန်မှာမှောင်မိုက်နေရတာဗောငါမင်းကိုထားခဲ့ရပြီမဲ့တကယ်တမ်းကျတော့ငါမင်းကိုလက်မလွတ်နိုင်ဘူး ငါတကယ်လက်မလွတ်နိုင်ငါမင်းပေါ်မှာရက်ဆက်ခဲ့တာတွေလည်းရှိတယ်ခွမလွတ်နိုင်အောင်ငါမင်းပေါ်မှာကျူးလွန်ခဲ့တာတွေလည်းရှိတယ်ထမက်ထမက်မင်းပါလို့ငါခွမလွတ်နိုင်ရတာလဲဟောမုန်းကြည့်လိုက်စမ်းမဘလို့များခွမလွတ်နိုင်ရတာလဲမိဘလုံးကများအလောက်တောင်မြစ်တာထားနိုင်ရတာလဲမင်းအဲ့လိုမျိုးထားတဲ့စိတ်တွေကြောင့်ငါမင်းကို လမ်းမလို့နိုင်ဖြစ်ရတာလေ။ဟာမင်းဘလို့ပဲမူဖုံမူဖုံမရဘူး။မျက်စိအနေကဘလို့နဲ့မှမူဖုံလို့မရအောင်ဖြစ်နေတယ်။မင်းရဲ့ဒီအချက်တွေကမင်းငါပေါ်ထားတဲ့ချစ်ချင်းတွေမင်းငါပေါ်ထားတဲ့ခွန်းမှုတွေကဟောအရန် trigger ဖြစ်စေတယ်။ဟာရန်ဆက်ရှော့ရတဲ့ခါလေးကြရင်ဘာလို့အလောက်ထိရောင်းအောင် 你咋查那样了嘞？我明天不得病，我看咱家门流量啊。我偏那有瓜。怕了我爸妈老讲话了嘞。明有伢讲侬了啊嘛？眼看啊看你伢嘞，眼看啥了，眼冒骂我呀了。 လားကွာမင်းကငါထက်ကောင်းတဲ့သူနဲ့ထိုက်တန်နေလေမင်းကအဲ့လိုမျိုးတွေငါပုံမှာချစ်တယ်ငါမှအရန်ကိုမှောင်မိုက်လေပဲငါကငါမင်းနဲ့မထိုက်တန်ဘူးလို့ခံစားနေရတာငါမင်းမရှိတဲ့နောက်မှာဘာလို့ လစ်ဟသွားတယ်လို့ခံစားရတာလဲငါငါတမိုးထားတဲ့အရာတခုဆုံးရှုံးသွားလို့ငါခံစားနေရတာလဲအခုချိန်မှာလမ်းပြောင်းနေတယ်ငါဆုံးရှုံးလိုက်ရတယ်လို့ငါခံစားနေရတယ်ညှော်လင့်ချက်မဲ့နေတယ်လို့ငါပေါ့ကြီးကဖြစ်နေတယ်မမင်းအတ္တိရတယ်မင်းမရှိတဲ့နောက်မှာငါမှာညှော်လင့်ချက်တွေလည်းမဲ့လာပြီတဖြည်းဖြည်း အမောင်နှင်းကိုသွားနေရသလိုပဲခါလီကြရင်လည်းစိတ်သက်တွေကြားတယ်ဒါမဲ့ဒီလိုတွေဖြစ်နေလဲငါမင်းမင်းစီကိုပြန်မလာနိုင်သေးဘူးဘာလို့လဲဆိုတော့ငါမင်းကိုဂရီးတွေမပေးနိုင်သေးဘူးငါ့ဘုံကလည်းယုံကြည်မှုမရှိသေးဘူးတေချာတော်တစ်ခုကတော့ငါမင်းကိုလမ်းမလွတ်နိုင်ဘူးဒါမဲ့ခုချိန်မှလည်းငါမလာနိုင်သေးဘူး ဘာမင်းကိုရမ်းသတိရတယ်။ညပညာဘက်တွေဆိုလဲငါသတိရတယ်။အဲ့တော့ငါရင်ထဲကစကားပါ။ဒါတော့ယုံပေးပါနော်။ I miss you. ဟုတ်ပါပြီ။ဒါကတော့အမဒီမှာမြင်ရတဲ့ energy ကပ်ထွေးပေါ့နော်ဒါတွေအမရထားတဲ့ကပ်ထွေးတွေကအမအများကြီးဆွဲထားပြီးရင် ဒီကက်ကလေးတွေကိုအမက energy reading ပုံစံလေးဖတ်ပေးတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကက်တွေကိုလိုက်ကြည့်ပြီးတော့ဒီဟွာပေါ့နော်ဒီဟိုအာယုံနောက်မှာဆိုလို့တေချာလေးပဲခံစားပြီးနားထောင်ပေးပါလို့ပြောတာပေါ့နော်။ဒါကြောင့်မို့လို့ကက်လေးတွေမပြတာပါ။အဲ့တော့အခုနားထောင်နေတဲ့သူလေးတွေကလည်းသူ့သတိရနေရဆိုရင်ကြွေပေါ့နော်နှစ်ယောက်က နောက်ကွန်တန်လန်ဖြစ်နေကြတယ်ဆိုရင်သူ့စီကိုကိုယ့်ရဲ့ energy လေးတွေကောင်းမွန်တဲ့ energy လေးတွေပို့ပေးလိုက်ပါငါရဲ့ချစ်ချင်းနေကြောင်းနင်းနှောက်ရှက်မဖြစ်စေရဘူးနှောက်ရှက်မဖြစ်ပါနဲ့ငါနင်းကိုချစ်တယ်ဆိုတာကဒီတိုင်းလေးပဲနင်းရဲ့ဖြစ်တည်မှုတိုင်းကိုချစ်တာနင်းဘာလို့ဘလို့ပဲဖြစ်နေပါစေနင်းဘယ်နေရာမှာပဲရှိနေပါစေနင်းအဆင်ပြေဖို့ပဲငါလိုလားတာ ဒါကြောင့်မလို့ငါချစ်ချင်းနေကြောင်းနေနောက်ရှိမဖြစ်ပါနဲ့ငါးစီကိုပြန်လာခြင်းလဲဆိုတာနဲ့တင်ကဝမ်းတာမိပါတယ်ဘယ်ချိန်မှပြန်လာ ပြန်လာငါလက်ခံမှာပါဒါကြောင့်မလို့ခုလက်ရှိမှာနင်းဘွားကိုပဲနင်းအာယုံဆိုင်နင်းစူးစမ်းရမယ့်အရာတွေကိုပဲနင်းစူးစမ်းပြီးတော့တူတောင်မယ်နင်းစူးစမ်းပါအရိ ေဆက်တင်မကုန်သေးရင်တော့တစ်ချိန်ချင်းမှပြန်ဆောင်ကြမှာပေါ့အဲ့ခါကျရင်တော့နင်ဖြစ်ချင်တဲ့ new beginning နေငါတို့နှစ်ယောက်ကြမှာဖြစ်လာမှာပါစသဖြင့်ပေါ့နော်ဒီလိုမျိုးခံစားချက်လေးနေသူ့ပေါ်မှာမြစ်တာတက်လေးတွေပို့လွတ်ပေးပါအဓိကသူ့စိတ်လေးပေါ့နော်အေးချမ်းသွားအောင်လို့ဟောကိုကသူ့သတိရနေတဲ့အရာကြီးကဝမ်းနေပြီးတော့ပူဆွေးပြီးတော့သတိရနေဆိုရင် သူ့ဘက်မှာလည်းခံစားရတာမကောင်း ကိုကအခုလိုမျိုးမြစ်တာတက်လေးတွေနဲ့ပေါ့နော်ဒီပို့ပြီးတော့ပို့တာပြီးတော့သူ့ကိုမြစ်တာတက်လေးတွေနဲ့ပဲသူအေးချမ်းအောင်လို့သူ့ကိုတတိအေးအေးချမ်းချမ်းလေးပဲတတိရတယ်အေးချမ်းချမ်းလေးပဲလွမ်းနေဘလို့ချင်းနေမှာပဲရှိပါစေသူ့ကိုအဆင်ပြေဖို့အတွက်ကိုဆူတောင်းပေးတယ်သူလည်းအဆင်ပြေဖို့ဆူတောင်းသလိုကိုကိုကိုလည်းအဆင်ပြေဖို့ကိုကိုကိုလည်းပေါ့နော်ဒါခရူးဆိုင်ပြီးတော့ပေါ့နော်ဒါစူးစမ်းရတယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးအေးချမ်းချမ်းလေးရှိနေမယ်ဆိုရင်သူ့အနေနဲ့ကလည်း ယူထရစ်ကမင်းလို့ပြောမှာမဟုတ်ဘူးနော်အဲ့အဲ့ဒါလေးကိုအမကဒီစကားလေးတွေးလိုက်လို့ဒါအဲ့ဒီအဲ့ဒီစကားလေးတွေးလိုက်လို့အမတတိပေးတာပေါ့နော်ဟိုပြောချင်တာကတော့တချို့လေးတွေကြတော့သိတာမလားသူ့ကိုတတိရတော့ရတာပဲဒါမဲ့ပူလောင်မှုတွေနဲ့နော်ဒါအဲ့လိုမျိုးပေါ့နော်ဟိုတတိရနေရာမျိုးတွေရှိတတ်ကြတယ်အဲ့ခါကျရင်သူ့အနေနဲ့ကလည်းဟိုဘက်မှာပူလောင်စေတယ် သူအလုံးလုံးရတာလည်းအဆင်ပြေမှာမဟုတ်ဘူးဒီကိုယ်တွေးလိုက်မိတာနဲ့ရင်သူကဟိုဟောဖြစ်တယ်ပေါ့နော်ဒါစိတ်ထဲမှာအဆင်မပြေဖြစ်ရမျိုးတွေဖြစ်တတ်တယ်အမ်သူ့အေဂျင့်နဲ့မြင်တာပဲပေးပါနော်ဒါကတော့ဒါမှအနေနဲ့ဒါဟိုပြပြတာပေါ့နော်အကြံပေးတာပေါ့ဒါ healing message လို့ပဲပြောရမှာပေါ့နော်အဲ့တော့ဒါဒီ reading လေးကတော့ဒါ channel message လို့လည်းခေါ်ခေါ်တာပေါ့နော်အမားက energy ဘိုင်းကိုအဓိကထားပြီးတာဖတ်ပြပေးတဲ့ message လေးဖြစ်တယ် အဲ့တော့ဒီ message လေးလိုမျိုးပေါ့နော်ဒါဒီသူ့ရဲ့လက်ရှိကိုယ်ပေါ်မှာထားတဲ့စိတ်ထားလေးတွေဒီလိုမျိုး energy ပိုင်းလေးတွေကိုပေါ့နော်ဒါသိကျင်နေဆိုရင်တော့ personal reading လေးမေးလို့ရတယ်အမရဲ့ဒီပေါ့နော် chat box မှာဖြစ်ဖြစ်ဒါအမပေးထားတဲ့ Viber ဖုန်းနံပါတ်လေးကိုဖြစ်ဖြစ်လာပြီးတော့ဆက်သွယ်မေးမြန်းလို့ရပါတယ်နော် reading fee လေးကတော့အမကဒီ reading လေးကိုကကျတော့ဒါဒါဒါဘယ်လိုပြောမလဲဖတ်ပြမယ်ဆိုရင်တော့ energy ပိုင်းလေးတွေပါ ြည့်ပြည့်စုံစုံဖတ်ပြပေးမှဖြစ်တဲ့အတွက်ကြောင့် reading fee ကိုတော့ဒါတပေါင်းလို့တော့အမှတ်မှတ်ထားရတာပေါ့နော်ဒါတော့ဒီ personal reading လေးဖတ်ချင်တယ်ဆိုရင်ဒီလိုမျိုးပေါ့ personal reading မှာကျတော့ဘယ်လိုပြောရမလဲအဲအခုလိုမျိုး energy အတိုင်းဖတ်ပြပေးပါဆိုရင်လည်း energy ကိုခံစားပြီးတော့အမှဖတ်ပြပေးမယ် energy တိုင်းမဟုတ်ဘဲနဲ့ဒီတိုင်းမဲ့ ေါ့နော်သူ့အကြောင်းလေးတွေပြပြပေးပါဆိုရင်လည်းဒါပုံဝင်လင်းလင်းမြင်တာလေးတွေပြပြပေးမယ်ဒီလိုပုံစံမျိုးလေးတော့မယ်ပေါ့နော်ဒါကတော့လာမေးတဲ့သူလေးတွေရဲ့စိတ်ကြိုက်အမားကပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ personal reading ဖတ်ချင်တယ်ဆိုရင်တော့ chat box ကိုကြွခဲ့ပါနော်ခုလိုမျိုးနောက်ထပ်ပေးတဲ့အတွက်ကျေးဇူးများချစ်တင်ပါတယ် see you